ယနေ့အတွက်မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဦးရောင်မင်းစုစည်းတင်ဆက်ထားပါဗျာအဲ့တော့ဗျာဗိုလ်ချုပ်မူကြီးကမနေ့ရက်တုန်းကကြေညာတယ်เนาะမနေ့ရက်တုန်းကအဲရုရှားခီးစဉ်ရှိတဲ့သူကြေညာပြီးတော့ဒီမနက်မှာပဲရုရှားခီးစဉ်ကိုထွက်သွားတယ်အဲ့တော့ရုရှားမှာရုရှားခီးစဉ်ကိစ္စကဘာထွက်သွားတာလဲဆိုတာအဲသတင်းဌာနတော်တော်များများလည်းဖော်ပြကြတယ်လို့ကျွန်တော်အဲ့ထဲကမှအဲကျွန်တော်တို့ပြည့်ပြည့်စုံစုံရေးထားတယ်ဗောနော်သတင်းဌာနတစ်ခုဗောနော်အဲ့ဒါတော့အဲ့ဒီ အကြောင်းအရာလေးပေါ့နော်အဲ့ဒါကိုရေးထားတဲ့တင်လေးကိုကျွန်တော်အရင်ဖတ်ပြမယ်ဖတ်ပြပြီးတော့ကျွန်တော်နည်းနည်းသုံးသပ်မယ်ဗျာဒီကိစ္စကတော့ဟိုသုံးသပ်ဖို့အတွက်ကျွန်တော်တို့ angle တွေအများကြီးရှိတာပေါ့ဗျာပြောရရင်ရှူတော့နေအများကြီးရှိတာပေါ့နော်ဘူဂျုံမူကြီးရဲ့ဒါဒီရုရှားခီးစဉ်ဟာဘူဂျုံမူကြီးအာနာစယူပြီး၄ချိန်မြောက်ခီးစဉ်ပေါ့နော်၄ချိန်မြောက်ခီးစဉ်သူရေးထားတာဒီမှာဗျယာယီသမရဘူဂျုံမူကြီးမေးအောင်လိုင်းကမ္ဘာအနုမြူသတင်းပတ်ဖိုရန်တက်ရန်ရုရှားသွားမြည်ဆိုသူတို့ကမနေ့ကရေးတာမနေ့ကပုံစံမျိုးရေးထားတာ ဘသူကချက်ချင်းဒီကနေ့ထွက်သွားတာဘောနော်ရုရှားသမ္မတနဲ့လည်းတွေ့ဆုံမယ်ဆိုရေးထားတယ်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းဟာရုရှားနိုင်ငံသမ္မတဗလာဒီမီယာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားနိုင်ငံကိုမကြမီရပ်ပိုင်းအတွင်အလုံသဘောခီးစဉ်တွားရောက်မှာဖြစ်တယ်ဆိုပြီးသူကဒီလိုရေးထားတယ်ဆိုတော့ဒီသတင်းကမနေ့ကရေးလိုက်တာဒါပေမဲ့ဒီကနေ့မှတော့ဗိုလ်ချုပ်မှုကြီးကထွက်သွားတယ်ဗျနော်ရုရှားကို ခရီးစဉ်အတွင်းမှာတဲ့ဗိုလ်ချုပ်မှုကြီးမြောက်လိုင်းရာရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပမယ်ကမ္ဘာအနုညူသတင်းပတ်ဖိုရမ် War Atomics Week ဖိုရမ်တက်ရောက်တာပြီးတော့ရုရှားနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်အပါအဝင်ရုရှားနိုင်ငံကတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်တဲ့တွေ့ဆုံဆွေးနွေးမှုတွေကတဆင့်နှစ်နိုင်ငံအစိုးရအစိုးရနဲ့ပြည်သူတွေအကြားချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာတွေနဲ့ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက်ပူပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေပုံမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမယ်လို့လည်းသိရတယ်တဲ့။ War Atomic Week အပြည်ပြည်ဆိုင်ရာ Foreign Group ရဲ့ Russia နိုင်ငံ Moscow မြို့ VDNKH မှာလာမယ့်စက်တင်ဘာ25ရက်ကနေ28ရက်ထိကျင်းပမှာဖြစ်ပြီးတော့နျူကလ িয়ার နဲ့ဆက်ဆက်မှု လုပ်ငန်းတွေအတွက်ကြီးမားဆုံးပွဲဖြစ်ပါတယ်တဲ့။အဲ့ဒီအခမ်းအနားကိုနျူကလ িয়ার ပရိုဂရမ်တွေပေါ်ဆောင်နေတဲ့နိုင်ငံတွေကခေါင်းဆောင်တွေကမ္ဘာထိပ်တန်းကျွမ်းကျင်သူတွေနဲ့ ကုမ္ပဏီကြီးတွေရဲ့အကြီးအကဲတွေတက်ရောက်မှာဖြစ်တဲ့ Foreign ကတော့ Russia Nuclear လုပ်ငန်းရဲ့80%ပြည့်အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်တာဖြစ်တယ်တဲ့အခုနှစ်မတ်လ၄ရက်ကလည်း Russia နိုင်ငံကိုနိုင်ငံတော်အဆင့်ခီးစဉ်တွားရောက်ခဲ့တဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာတဲ့ Russia သမ္မတ Vladimir Putin နဲ့ Moscow မြို့က Kremlin နန်းတော်မှာတီးတန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်အဲ့ဒီတွေ့ဆုံဆွေးနွေးမှုအပြီးမှာတော့နှစ်နိုင်ငံအစိုးရနှစ်ရက်အကြာအမှုမြူဆွမ်းရင်ကိုငြိမ်းချမ်းစွာအသုံးပြုရမှာ နျူကလ িয়ার နဲ့ဓာတ်ရောင်ကြီးပေးအန်နီယယ်ကင်းရှင်းရေးစီမင်းဥပဒေနယ်ပယ်မှာပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာကျွန်းလွှာတွေပြင်ပအာဂတာစူဇန်ရေးနဲ့အတုံးပြုမှုနယ်ပယ်မှာပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာကျွန်းလွှာပညာအရေးရှင်သတ်မှတ်ချက်နဲ့ပညာရေးဆိုင်ရာဘွဲ့ဒီဂရီတွေအပြန်အလှန်အတိမတ်ပြုရေးဆိုင်ရာသဘောတူစာချုပ်အကောက်ခွန်ဆိုင်ရာကိစ္စရပ်တွေဆိုင်ရာသဘောတူညီချက်တွေကျမ်းမာရေးနားလည်မှုစာကျွန်းလွှာတွေယဉ်ကျေးမှုနဲ့အာဂစားကဏ္ဍမှာပူးပေါင်းဆောင်ရွက်ခြင်းစာကျွန်းလွှာတွေအပါအဝင် သဘောတူညီချက်တွေနဲ့နားလည်မှုစာချင်လာတယ်လက်မှတ်ရေးထိုးဖလှယ်ခဲ့ပါတယ်ဒါပြီးခဲ့တဲ့ရက်တည်းပါဗောနော်အပြီးခဲ့တဲ့အခေါက်တွေတုံးအောင်ပေါ့ဒါအပြင်နဲ့အခုနှစ်မေလ9ရက်ကရုရှားနိုင်ငံမော်စကိုရင်းမြစ်နီမှာကျင်းပတဲ့1941-45မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားနဲ့ဆက်ဆက်အခမ်းအနားတွေကိုလည်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ပြီးတော့လေအဲ့ဒီအခမ်းအနားကိုတက်ရောက်လာနိုင်လာတဲ့နိုင်ငံခေါင်းဆောင်တွေနဲ့တီးခြားတွေ့ဆုံခဲ့ပါတယ်သူဒီတဲ့မှာသူလူရေးထားတယ်အဲ့တော့ဒါတွေက तू က အရင်တော့ကသွားခဲ့တဲ့ခီးစင်တွေကိုပြန်ပြီးတော့ redo ပြန်လုပ်ထားတာပေါ့နော် redo ပြန်လုပ်ထားတာပေါ့အဲ့တော့ကျွန်တော်အဓိကပါလဲဆိုတော့အဓိကပြောချင်တာကဘူဂျမူကြီးရုရှားကိုသွားမဲ့ခီးစင်ကအဓိကအဖြစ်အမှုမှုဆိုင်နဲ့ပတ်သက်တဲ့ခီးစင်ဖြစ်တယ်နော်အဲ့တော့မြန်မာနိုင်ငံအနေနဲ့ကလည်းညောမြန်မာနိုင်ငံအနေနဲ့ကလည်းဒီဘူဂျမူကြီးတက်လာကတဲ့ကိုကအမှုမှုကနေပြီးတော့ဟလာဒီဒီကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲလျှက်စစ်တက်ထုတ်လို့ပေါ့နော်အဓိကအဖြစ်နျူကလ িয়ার ဆိုင်နဲ့ အလျက်စစ်တပ်ထုတ်လုပ်မှုအတွက်ရုရှားနဲ့အချိန်ချင်းဆွေးနွေးတယ်အဲ့လိုပဲရန်ကုန်မှာဆိုကျွန်တော်တည်တဲ့လောက်တော့သတင်းစာရှင်းလင်းပွဲနှစ်ချိန်လောက်ထိလုပ်ဘူးရလို့ကျွန်တော်တို့ကြားတယ်ဗောနော်နောက်ပြီးတော့ရန်ကုန်မှာတချို့ကိစ္စတွေနေရာတောင်တတ်မှတ်ပြီးပြီလို့ကျွန်တော်တို့ကြားတယ်ဒီနျူကလ িয়ার ဟိုဘယ်လိုခေါ်လဲဓာတ်အားပေးဟိုလျက်စစ်ဓာတ်အားပေးစက်ရုံဗောနော်နျူကလ িয়ার လျက်စစ်ဓာတ်အားပေးစက်ရုံဗောသူကအဓိကအပြင်တော့မီနီရီအက်တာလို့ခေါ်တာဗောနော် မီနီရီအက်တာဆိုတာကအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့တွေ ပြီးခဲ့တဲ့ကျွန်တော်2022လောက်မှာကျွန်တော်တို့သုံးသက်ပြဘူးတယ်အဲ့ဒီအချိန်လောက်မှာကတည်းကမကြုံမူကြီးအနေနဲ့ဒီ mini reactor တွေကိုမြန်မာနိုင်ငံကနေပြီးတော့ဟလာမြန်မာနိုင်ငံမှာလာပြီးတော့ရုရှားကအနေနဲ့တက်ဆင်ပေးဖို့အတွက်ဆွေးနွေးနေတာဗျအဲ့တော့အဓိကကျွန်တော်ကဘာကိုပြောချင်တာလဲဆိုတော့ဒီအကြီးကဟလာကျွန်တော်တို့ပတ်စံရှိတိုင်းဝယ်လို့ရတဲ့အရာတော့မဟုတ်ဘူးဟလာဒီ mini mini reactor လေးတွေလာပြီးတော့တက်ဆင်ပေးပါသူပတ်စံရှိတိုင်းဝယ်လို့ရတဲ့အရာမဟုတ်ဘူးအဓိကအဖြစ်ကဓာတ်တွေကိုကျွန်တော်တို့က ဒီပစ္စည်းတွေကိုကင်တွယ်တတ်ဖို့ထိမ့်သိမ့်တတ်ဖို့နောက်တစ်ခုကဘာလဲဆိုတော့ဒီပစ္စည်းတွေကနေပြီးတော့အဲစွန့်ပစ်ပစ္စည်းတွေကိုဟလာဘလိုဘလိုမျိုး IAEA တို့ဘာလို့ပေါ့နော် International Atomic Agency ပေါ့အဲ့ဒီဃာတွေကိုဘလိုလွှဲပြောင်းပေးမလဲဒါတွေအားလုံးကကျွန်တော်တို့ရှိမှာနီးပညာကျွမ်းကျင်တဲ့လူတွေရှိဖို့လိုတယ်နော်ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့က nuclear swine ကိုဟလာဒီလူသားအကျိုးပြုအတွက်အသုံးပြုဖို့ဆိုပြီးတော့လူသားအကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုဖို့ဆိုပြီးတော့ကျွန်တော်တို့ခေါင်းဆောင်အစဉ်ဆက်စူးစမ်းခဲ့ကြတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်ကလည်းစူးစမ်းခဲ့တယ်။ဒါပေမဲ့တချို့ကိစ္စတွေကြောင့်တချို့ပြောရလို့ရှိရင်မအောင်မြင်ခဲ့တာတွေလည်းပါတာပေါ့နော်။ဒါမျိုးတွေရှိတာပေါ့။တော့ဒီဘက်မှာဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်လက်ထက်မှာကြတော့ဒီနျူကလ িয়ার ဒါဘေးစက်ရုံပေါ့နော်။မီနီနျူကလ িয়ার ရီက်တာပေါ့နော်။ဒါလေးဒါကိုမြန်မာနိုင်ငံမှာအသုံးပြုဖို့အတွက်ကိုအစဉ်တစိုက်ကြိုးပမ်းခဲ့တယ်။နော်။အဲ့ဒီတည်င်းတွေကတချို့နေရာတွေမှာ အမင်းမိန်နေပြီမဲ့ဒါကျွန်တော်တို့ကသတင်းသမားဖြစ်တဲ့အတွက်ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်တော်လေးအများအားကျွန်တော်တို့အနက်ခံတာပါနော်အများအားကျွန်တော်တို့ဒီသတင်းတွေနဲ့ပတ်သက်ပတ်သက်ပြီးတော့ထက်ချက်မကွာလိုက်နေရရှိတယ်အဲ့တော့ဒီနျူကလ িয়ার ဟာနျူကလ িয়ার ကိုအနုမြူစွမ်းရင်ကိုကျွန်တော်လူသားအကျိုးပြုအတွက်အသုံးပြုဖို့အတွက်ဥပမာပြင်ထားပါတော့အဲခွဲစိတ်တဲ့နေရာတွေမှာအသုံးပြုမယ်လို့နော်ဒါမျိုးတွေအများကြီးပဲကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရနိုင်ငံတော်ပိုင်သတင်းဌာနတွေမှာပေါ်ပြနေရရှိတယ်အများကြီးပဲအ ျွန်တော်ပြည်သူလူထုတွေအနေနဲ့ကတချို့ကိစ္စတွေမှာတိတ်စိတ်ဝင်စားလို့ပါအဲ့တော့လက်ရှိအနေအထားမှာဒီခီးစဉ်မသွားခင်ပြီးခဲ့တဲ့တပတ်နှစ်ပတ်လောက်ကဆိုလို့ရှိရင်ကျွန်တော်တို့ဒါရုရှားကနေပြီးတော့နျူကလ িয়ার ဒီဒီနျူဒီမီနီရီအက်တာတွေနဲ့ပတ်သက်တဲ့ဟလာပစ္စည်းတွေကိုတုံးပြတဲ့အခါမှာဟလာဟိုပြောနှစ်နိုင်ငံအပြန်အလှန်သဘောတူညီချက်တွေဆွေးနွေးကြတာတွေကျွန်တော်တို့အဲ့သတင်းတွေကျွန်တော်တို့ဖတ်ရတယ်เนาะနိုင်ငံတိုင်းသတင်းဌာနတွေမှာအဲ့တော့ပြောရရင်ကျွန်တော်ပြောချင်တာအဓိကပါလဲဆိုတော့ ဒီ mini reactor ဆိုတာကတချို့ကတော့ပြောကြတာပေါ့ဗျာဟာဒီ nuclear reactor နဲ့လျှက်စစ်တမ်းအထိုးလို့ဖို့ဆိုတာမြန်မာနိုင်ငံအနေနဲ့အာဘယ်တော့မှမလွယ်ဘူးဘယ်တော့မှမဖြစ်နိုင်ဘူးလို့ပြောကြတာရှိတယ်။ဒါပေမဲ့မြန်မာနိုင်ငံရဲ့အရှိတရားကိုပြောပါဆိုမြန်မာနိုင်ငံကလက်ရှိအထိကိုလျှက်စစ်တမ်းအာနိုင်ငံတွင်းမှာနော်ပြည်တွင်းမှာလျှက်စစ်တမ်းအာလုံလောက်တော့သုံးဆွဲခွင့်မရသေးတဲ့နိုင်ငံတွေထဲမှာပါတယ်နော်ပါတယ်။အဓိကအဖြစ်မြို့ကြီးတွေမှာတော့ကျွန်တော်တို့ရှိမှာလျှက်စစ်တမ်းအာကအလှည့်ကျသုံးဆွဲနေတာဒါအားလုံးအသိပဲ။ ဆိုတော့အဲ့ဒါတွေကိုဟုတ်လားနိုင်ငံတော်ခေါင်းဆောင်နေတဲ့အစိုးရအဖွဲ့တွေအနေနဲ့ကဟိုဘယ်လိုခေါ်မလဲဟိုဟိုမတိကျအောင်ဆောင်နေတာလားပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ဂယုမဆိုင်တာလားလို့ကျွန်တော်တို့ကမေးခွန်းနေမေးစရာရှိတယ်ဒါပေမဲ့မဟုတ်ဘူးအစိုးရအဖွဲ့အစင်ဆက်ပေါ့နော်မြန်မာနိုင်ငံမှာလျှက်စစ်ဓာတ်အားလုံလောက်စွာရရှိဖို့ကြိုးစားခဲ့တာရှိတယ်နော်ကြိုးစားခဲ့တာရှိတယ်တိကလာကျွန်တော်တို့ဒီဘက်ဦးသိန်းစိန်လက်ထက်မှာဆိုလို့ရှိရင်အဓိကအဖြစ်က လျှက်စစ်ဓာတ်အား အကယ်၍ပေါ့နော်လျှက်စစ်ဓာတ်အားရရှိခဲ့ရင်ဆိုတဲ့ဟာနဲ့သူကဘာလဲဆိုတော့ infrastructure တွေကိုပြင်ဆင်နေဗျအဓိက infrastructure တွေဘာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကလက်ရှိအနေနဲ့လျှက်စစ်ဓာတ်အားပြည့်ပြည့်ဝဝပေးမယ်ဆိုရင်တော့ကျွန်တော်တို့ line ကျိုးတွေရှိတယ်အဲ့ဒီ line ကျိုးတွေကပြောရရင်တချို့ဟာတွေဆိုလို့ရှိရင်နှစ်ပေါင်းဆယ်ဟိုနှစ်20 30ကြာနေပြီအဲ့ဓာတွေကလျှက်စစ်ဓာတ်အားထားပါတော့ 220D တို့ 440D တို့ထည့်လိုက်မယ်ဆိုလို့ရှိရင်ထပြီးတော့အပူဓာတ်မခံနိုင်ဘဲနဲ့မီးလောင်ကုန်မာတွေရှိတယ် ဆိုတော့ပြောရလို့ရှိရင်အဲ့ဒီ infrastructure တွေကိုဥသိမ်းစိန်လက်ထက်မှာတော်တော်များများပြုပြင်ခဲ့တယ်เนาะနောက်တစ်ခုကဘာလဲဆိုတော့ဥသမ်းရွှေလက်ထက်မှာကြတော့ဟလာဗဇုံမကြီးသမ်းရွှေလက်ထက်မှာကြတော့အဓိကအဖြစ်ကျွန်တော်တို့မြစ်စုံပေါ့နော်မြစ်စုံရေအားလျှက်စစ်စီမံကိန်းလုပ်ဖို့အတွက်အဲဘလို့ခေါ်မလဲတော်တော်လေးပြင်ဆင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီဟာကကျွန်တော်တို့ဒီဥသိမ်းစိန်လက်ထက်မှာလက်မှတ်ထိုးကန်ပြီးထိရောက်နေတဲ့အချိန်မှာတော်တော်လေးစန့်ကျင်မှုတွေနဲ့ခံရတဲ့အတွက်ဒီစီမံကိန်းကမဖြစ်လိုက်ဘူး နော်မဖြစ်လိုက်အကယ်၍များအဲ့စီမံကိန်းဖြစ်လိုက်ရင်2019လောက်မှာပြီးမှာပေါ့နော်2019လောက်မှာပြီးမှာထားလိုက်တော့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကလက်စစ်ဓာတ်အားအပြည့်အဝလုံလုံလောက်လောက်မရရခြင်းကအစိုးရအနေနဲ့လည်းအကြောင်းပြချက်တွေရှိတယ်အဲ့တော့ပြည်သူလူထုအနေနဲ့ကလည်းလက်စစ်ဓာတ်အားအလုံအလောက်လိုချင်တယ်ဆိုတဲ့အကြောင်းပြချက်တွေရှိတယ်နော်အဓိကပဲနော်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့လက်စစ်ဓာတ်အားကတနှစ်တည်းတနှစ်ကျွန်တော်တို့နိုင်ငံမှာကလိုအပ်ချက်ကမြင့်မြင့်တက်လာ အဓိကကဘာလဲဆိုတော့ပြဿနာကကျွန်တော်တို့ဟလာခင်းနေအညီဗျာအရင်တော့ဆိုရင်ကျွန်တော်တို့အိမ်ဆယ်လုံးလောက်မှာမှတယ်လီဗီရှင်းတလုံးလောက်ရှိတယ်။အိမ်အလုံး100လောက်လောက်မှာမှအဝိရှော်ဇက်တို့ရေခဲတက်တာတို့ရှိတယ်။စသည်အားဖြင့်မို့ကျွန်တော်တို့ရဲ့နေသူကလူနေမှုစနစ်ထဲမှာလျှက်စစ်ဓာတ်အားအသုံးပြုမှုကဒါအရင်တော့ဆိုရင်နော်လျှက်စစ်ဓာတ်အားအသုံးပြုမှုကနေအိမ်မီးထွန်းတာလောက်ကလွယ်ပြီးတိတ်မရှိဘူး။ဒါပေမဲ့နောက်ပိုင်းမှာခင်မီလာနဲ့အမျှတအိမ်မှာ တယ်လီဗီရှင်းတစ်လုံးကွန်ပျူတာတစ်လုံးရေခဲတစ်တာအဝိရှော်ဆက်လျှက်စစ်မီးဖို့စသည်အားဖြင့်ပေါ့ဗျာပုံသဏ္ဍာန်မျိုးမျိုးလျှက်စစ်နဲ့ပတ်သက်တဲ့အသုံးဆောင်ပစ္စည်းတွေကပိုများလာတယ်ပိုများလာတဲ့အတွက်ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာကလျှက်စစ်ဓာတ်အားလိုအပ်ချက်ကတနည်းတည်းတနည်းပိုများလာတယ်ပိုများလာတယ်အဲ့တော့ပိုများလာတဲ့အတွက်ဟုတ်ပြီဒီပိုများလာတာကြီးကိုမင်းတို့ချက်ချင်းမလုံနိုင်ဘူးလားဆိုလို့မေးလိုက်ရင်ချက်ချင်းမလုံနိုင်ဆိုတာလုံလို့ရတယ်လုံးလို့ရတယ်ဆိုပေမဲ့အဓိကအားဖြင့်ကဘာလဲဆိုတော့ကျေးလက်တီကိုရောက်ဖို့ဆိုတော့ အဲ့ဒီလောက်ကြီးမလွယ်ဘူး။ဘာကြောင့်လဲအဓိကအဖြစ်ကျွန်တော်တို့ကဟာလာလျှက်စစ်ဓာတ်အားတွေသွေတန်းရမယ်ပြီးလို့ရှိရင် transformer တွေထိုင်ရမယ်အများကြီးပေါ့ဗျာ infrastructure တွေအများကြီးတည်ဆောက်ရမယ်ဓာတ်အားကွဲရုံတွေတည်ဆောက်ရမယ်ဒါမျိုးပေါ့ဟုတ်လားအဲ့တော့ဘာဖြစ်လဲဆိုတော့ဥသိမ်းစိန်လက်ထက်မှာကကျွန်တော်တို့သိသလောက် Vietnam ကတချို့ကုမ္ပဏီတွေနဲ့ပေါင်းပြီးတော့ဓာတ်ကြိုးတွေကိုပြင်ဆင်တာတို့နော်နောက်ပြီးတော့အသစ်ဆွဲတာတို့ line တွေအသစ်ဆွဲတာဓာတ်တိုင်တွေအသစ်ဆောက်တာဒါတွေလုပ်ခဲ့တယ်လုပ်ခဲ့တဲ့အတွက်ဒီဘက်မှာဟာလာကျွန်တော်တို့ဒေါ်ဆန်းစုကြည်လက်ထက်မှာကြတော့မီးကတော်တော်လေးမှန်သွားတယ် ဒါပေမဲ့ဒေါ်ဆန်းစရီလက်ထက်မှာမီးမှန်တာကပြောရရင်ကျွန်တော်တို့ဟလာအီတလီအဲတူရကီကတူရကီကထင်တယ်တူရကီကလျက်စစ်မီးသင်းမောကိုခေါ်ပြီးတော့အဲလျက်စစ်တာပြောဝယ်တာပေါ့ဗျာတော့ဝယ်တာပေါ့အဲ့ဒါကရေရှည်မာတော့မကောင်းဘူးရေရှည်မာပါကျမကောင်းလို့ပြောလဲဆိုတော့ဒါကကျွန်တော်တို့နိုင်ငံပိုင်မဟုတ်ဘူးသူတို့ကလျက်စစ်တာရောင်းစားတဲ့နိုင်ငံဖြစ်တယ်တော့ဒါကြီးကိုကျွန်တော်တို့အဲ့သင်းမောကြီးကနေပြီးတော့လျက်စစ်တာဖြန့်ဖြူးတဲ့အတွက်အဲ့သင်းမောကတောင်းတဲ့တယူနစ်ဈေးကိုကျွန်တော်တို့နိုင်ငံပေးရတယ်တော့ပေးရတယ် ပြောလို့ရှိရင်တော့ကျွန်တော်ပြောချင်တာဒီဖြည့်ရှင်းနီးကခဏအတွက်တော့ကောင်းတာပေါ့ဗျာเนาะခဏအတွက်တော့ကောင်းတော့ရေရှည်အတွက်မကောင်းဘူးအဲရေရှည်အတွက်ကပြောရရင်ကျွန်တော်တို့တိုင်းပြည်မှာဟလားထားပါတော့ဟိုရေအားလျက်စစ်ထုတ်လုပ်ဖို့အတွက်ကျွန်တော်တို့တိုင်းပြည်မှာရေတကုန်နေရှိတယ်မြေချောင်းနေရှိတယ်စသည်အပြင်ပေါ့ဗျာဒါတွေကြတော့လည်းပြောရရင်ဒီကောင်တွေက infrastructure တွေတိဆောက်ပြီးရင်တော့ဟိုသုံးမိတော့ပဲလို့ပြောလို့ရနှစ်ပေါင်းရာနဲ့ချီပြီးသုံးလို့ရတယ်အဲဒီရေအားလျက်စစ်ကတော့နောက်တစ်ခုက ကုန်ကြစိတ်အနေဆုံးပဲဒါပေမဲ့ဒီဟာတွေရဲ့ပြဿနာကဘာလဲဆိုတော့အဓိကအားဖြင့်ကချက်ချင်းတိဆောက်လို့မရအောင်တိဆောက်ချိန်ကြာတယ်တိဆောက်ချိန်ကြာတယ်အဲ့တော့လက်ရှိအနေထားမှာကျွန်တော်ထင်တာကဘုံမူကြီးကသူစဉ်းစားလိမ့်မယ်ဘာကြောင့်လဲဆိုတော့ရုရှားနိုင်ငံကကမ္ဘာမှာနော်ဥရောပကိုရောကမ္ဘာကိုရောအဓိကအားဖြင့်မီနီရီအက်တာတွေဖြန့်နေတဲ့နိုင်ငံမီနီရီအက်တာကဘယ်လောက်ရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကွန်တိန်နာ20 40တလုံးသားလောက်ပဲရှိတယ်ဒီမီနီရီအက်တာက အဲ့တော့ဒီအသေးစားလျှက်စစ်နျူနျူကလ িয়ার ဓာတ်ပိစက်ယုံလေးတွေပေါ့နော်အဲ့ဒါလေးတွေကကျွန်တော်တို့ဥရောပမှာလည်းသုံးတာရှိရဲအမေရိကန်မှာလည်းသုံးတာပေါ့နော်သုံးရတယ်အဲ့တော့ဓာတ်လေးတွေနဲ့လှုပ်လိုက်ရင်တစ်ကပါလဲဆိုတော့အချိန်တိုအတွင်းမှာကျွန်တော်တို့လိုအပ်တဲ့လျှက်စစ်ဓာတ်အားရနိုင်တယ်နော်အချိန်တိုအတွင်းမှာရနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ရှိက infrastructure တိတ်ကြီးကြီးမားမားမဆောက်ဘဲနဲ့ဓာတ်တွေကိုတည်ဆောက်နိုင်တယ်နော်ဒီ mini reactor တွေက တခုပဲကျွန်တော်တို့ကရင်းနှီးရမှာဘာလဲဆိုတော့ဒီຢာတွေကို maintenance လုပ်ဖို့နော်ထိမ့်သိမ်းကင်တွယ်ပြုပြင်ဒါလုပ်ဖို့အတွက်ကျွန်တော်တို့ဘက်မှာပညာရှင်တွေလိုအပ်တယ်အဲ့လိုပဲအဲ့နီးပညာကိုကျွမ်းကျင်တဲ့လူတွေလိုအပ်တယ်ဒါပေမဲ့အဲ့ဓာတွေကလည်းချက်ချင်းလိုအပ်တာလားဆိုတော့ချက်ချင်းမဟုတ်ဘူးဒီ mini reactor တွေလာတိဆောက်တယ်တိဆောက်ပြီးတော့ဟလာသူတို့ရှိကပညာရှင်တွေပါလာမယ်အဲ့ပညာရှင်တွေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကပညာရှင်တွေနဲ့ပူးတွဲပြီးလုပ်လိုက်ရင်၄၅၀နှစ်ဆိုရင်ကျွန်တော်တို့ရှိမှလည်း ဒီဟာတွေကိုထိမ့်သိမ့်နိုင်တဲ့ပညာရှင်တွေပေါ်ပေါက်လာနိုင်တယ်။နော်ပေါ်ပေါက်လာနိုင်တယ်။အဲ့တော့အဲ့တော့ဘာဖြစ်လဲဆိုတော့အဓိကအဖြစ်ကဘာလဲဆိုတော့လက်ရှိအနေအထားမှာကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ဈေးအသက်သာဆုံးနဲ့ဟလာအဓိကမြို့ကြီးတွေပေါ့ဗျာ။ဥပမာရန်ကုန်မြို့လိုနေရာမျိုးကိုမီနီရီအက်တာနှလုံးလောက်ဆင်လိုက်ရန်ကုန်တစ်မြို့လုံးကဖျက်စစ်တာကိုထိန်လင်းသွားမှာပိုတော့ပိုသွားအောင်မယ်အစတရားဖြစ်မှာအဲ့တော့ဒီအတွက်ကိုဗိုလ်ချုပ်မှုကြီးအနေနဲ့လုံပန်းနေတာဖြစ်မယ်လို့ကျွန်တော်ဒီလိုကောက်ချက်ချတယ်เนาะဒီလိုကောက်ချက်ချဘာကြောင့်လဲဆိုတော့ ျွန်တော်တို့ IAEA ပေါ့နော် International Atomic Agency ကလည်းကျွန်တော်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီ nuclear လောင်စာတွေနဲ့ပတ်သက်ပြီးတော့ဆွေးပြတဲ့ခါမှာဟလာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သဘောတူညီချက်တွေမြန်မာနိုင်ငံကလက်မှတ်ထိုးလိုက်တာရှိတယ်။နောက်ပြီးတော့ဒီ nuclear စွမ်းအင်ကိုဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ကငြိမ်းချမ်းရေးအတွက်အသုံးချမှသာဖြစ်ပေဆိုပြီးတော့လက်မှတ်ထိုးတာတွေရှိတယ်။ရှိတယ်။နောက်တော့ nuclear မပြန့်ပွားရေးပေါ့နော်။ဒီ နျူကလ িয়ার မပြန့်ပွားရေးအတွက်လည်းကျွန်တော်တို့မြန်မာနိုင်ငံကလက်မှတ်ထိုးထားတာတွေရှိတယ်ကျွန်တော်တို့သိတယ်အောင်နော်အဲ့တော့ပြောရလို့ရှိရင်အဓိကအားဖြင့်တော့ဘာလဲဆိုတော့ဒီခီးစဉ်ဟာကျွန်တော်တို့မြန်မာနိုင်ငံရဲ့မီလီယံခီးစဉ်ဖြစ်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်။ဘာကြောင့်လဲဆိုတော့ဟာလားဒီမှာဗျာဒီနျူကလ িয়ার နဲ့ပတ်သက်တဲ့ဒါပြောရလို့ရှိရင်အဲ့ဒီအခမ်းအနားမှာဟာလားနျူကလ িয়ার ပရိုဂရမ်တွေပေါ်ဆောင်နေတဲ့နိုင်ငံတွေကခေါင်းဆောင်တွေကမ္ဘာထိပ်တန်းကြွညင်သူတွေနဲ့ကုမ္ပဏီကြီးတွေနောက်ပြီးအကြီးအကဲတွေတက်ရောက်มาဖြစ်တယ်ဆိုတော့ဒီလိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်ကသုံးသက်တာက ဗိုလ်ချုပ်မူကြီးရဲ့ဒီခီးစဉ်ဟာကျွန်တော်တို့မြန်မာနိုင်ငံမှာမီနီရီအက်တာလေးတွေပေါ့နော်ဒီအသေးစားနျူကလ িয়ার စွမ်းအင်နဲ့လျှက်စစ်ဓာတ်အားထုတ်လုပ်တဲ့မီနီရီအက်တာလေးတွေကိုတက်ဆင်ဖို့အတွက်ဟိုအပိသက်လက်မှတ်ရေးထိုးတဲ့အစီအစဉ်တွေတောင်ပါလာနိုင်တယ်လို့ကျွန်တော်ဒီလိုသုံးသပ်တာမျိုးသုံးသပ်တာနော်အဲ့တော့ဒါက ျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်အလွန်ကောင်းသောခီးစဉ်ဖြစ်တယ်เนาะအလွန်ကောင်းသောခီးစဉ်ဘာလို့လဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေကတိုက်တဲ့အချိန်တောင်းတကျွန်တော်တို့ကမြန်မာနိုင်ငံမှာတက်လာတဲ့အစိုးရအနေနဲ့ဘာလို့စီချင်းလဲလို့မင်းကျွန်တော်တို့မီးလင်းစေချင်ပါတယ်လျှက်စစ်မီးလေးပုံမှန်ရကျင်ပါတယ်လို့ပဲအလုံးအဖြေကြမှာတေးကြတယ်မြို့ကြီးတွေမှာရောတောရွာတွေမှာရောဟုတ်လားအခုကျွန်တော်တို့တော့ပြီကျွန်တော်တို့ဆိုဒါပြောရရင်ဒါမင်းမျိုးကရွာငယ်လေးတွေမှာကျွန်တော်တို့ကနေတာနေတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အဓိကအဖြစ်ဒီမှာလည်းမီးပြတ်တာပဲ ဒီမှာမီးပြန်ကျွန်တော်တို့ဘာမှလုပ်မရတော့ပြဿနာအဲ့လိုမျိုးတွေပေါ့နော်အဲ့တော့ဟလာအခုလက်ရှိနေသားမှာဟလာကျွန်တော်တို့အဲရေအားလျက်စစ်နဲ့ကျွန်တော်တို့နိုင်ငံကိုဖြန့်ဝေနေရရှိတယ်ဒါပေမဲ့မလောက်ရပါဘူးနောက်တစ်ခုကဘာလဲဆိုတော့နေနေအောင်ကြီးစွန့်ရင်တုံးလျက်စစ်တားပေးလုပ်နေတာတွေရှိတယ်နော်ဒါမျိုးတွေပေါ့ဗျအများကြီးရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ချိတ်ဆက်ရင်လက်ရှိနေသားမှာဘ ෝජ မူကြီးရဲ့ဒါပြောရရင်သူ့ရဲ့ဟိုဘယ်လိုခေါ်မလဲသူ့ခင်မှာအကောင့်ထယ်ပေါ်ခဲ့တဲ့ အဓိကအကောင့်ထဲပေါ်တဲ့အရာပေါ့နော်ဒါဗိုလ်ချုပ်မှုကြီးရဲ့ဒီတူတူအခုလက်ရှိဥဆောင်နေတဲ့ဒီ9နှစ်တက်တန်းမှာပြပါဆိုရင်ကျွန်တော်တို့က EV car ပေါ့နော်အဲ့တော့ EV car နဲ့ဖြတ်ဆိုင်ရင်လည်းကျွန်တော်တို့လက်စစ်လိုတယ်လက်စစ်လိုတယ်အဲ့တော့ဒီလက်စစ်နဲ့ပတ်သက်တာကိုသူဒီဟလာဒီရွေးကောက်ပွဲမတိုင်ခင်အတွင်းမှာအကောင့်တွေပေါ်လိုက်မယ်လို့ကျွန်တော်ဒီလိုသုံးသက်တယ်ပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရန်ကုန်မှာဆိုလည်းတချို့ကျိုးတွေတော်တော်များများကဒီ line ကျိုးတွေကတော်တော်များများပြန်ပြီးတော့ပြုပြင်ပြီးသွားပြီ ျွန်တော်သိတော့เนาะအဲ့လိုပဲ transformer တွေတော်တော်များများလဲပြန်တက်ဆင်ပြီးသွားပြီပြဿနာတစ်ခုကတော့ကြံတဲ့နေရာလေးတွေပေါ့ဗျဥမာအကျန်းဖက်သမားတွေနဲ့အကျန်းဖက်သမားတွေအဝင်ထွက်လုပ်တဲ့နေရာတွေဥမာပြင်ဟလာသခိုင်းလိုနေရာမျိုးတွေမကွေးလိုနေရာမျိုးတွေမန္တလေးတိုင်းကတချို့နေရာမျိုးတွေမှာတော့မီးရဖို့ကအဲ့လောက်မလွယ်ကူသေးဘူးဘာကြောင့်လဲဆိုတော့အဓိကအပြင်ကနိုင်ငံတော်အနေနဲ့အဲ့နေရာကဒေသကလူတွေကိုလက်စစ်မီးသွားတက်ဆင်ပေးမယ်ဆိုရင်လဲပြောရရင်အကျန်းဖက်သမားတွေကဝင်ဖြတ်မှာပဲ နော်အဲ့လိုပဲနောက်တစ်ခုကဘာလဲဆိုတော့လျှက်စစ်မီမီတာကတွေကောက်လို့ရမှာမဟုတ်ဘူးအမျိုးမျိုးပေါ့နော်အဲ့တော့အဲ့နေရာတွေဒေတာတွေတော့မလွယ်လောက်သေးဘူးလို့ကျွန်တော်တို့သုံးသပ်တယ်ဒါကြောင့်မလို့မြို့ကြီးတွေပေါ့နော်အတိအပြင်ရန်ကုန်တို့မန္တလေးတို့ပသိမ်တို့နေပြည်တော်တို့စသည်အားဖြင့်ပေါ့နော်ကျွန်တော်တို့မေမျိုးတို့ဒီလိုနေရာတွေမှာတော့ကျွန်တော်ထင်တာကတော့လျှက်စစ်မီဟာမကြခင်မှာပုံမှန်အတိုင်းလာနိုင်တယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်မကြခင်မှာဆိုတာကျွန်တော်ပြောတာတစ်နှစ်လောက်အတွင်းတော့ဖြစ်နေတာပေါ့ဗျာမကြခင်မှာဆိုလို့မနေ့ပြန်လာတဲ့ဘက်ကလာတော့မထင်နဲ့ဘူးเนาะအဓိကအပြင်ကျွန်တော်တို့ရှိမှာ အဲ့ဒီမီနီနျူကမီနီနျူကလ িয়ার ရီက်တာတွေနဲ့လျှက်စစ်တအားထုတ်လုပ်မှုစတင်ပြီဆိုတာ ਨੇ ခင်ဗျားအဲ့ဒါသတင်းကောင်းမယ်နော်သတင်းကောင်းမယ်အဲ့ဒါလေးကိုကျွန်တော်သုံးသပ်ရင်ဒါကြောင့်မလို့ဗိုလ်ချုပ်မွေးကြီးကဒီ၄ချိန်မြောက်ရုရှားခီးစင်မှာဒီဟာနဲ့ပတ်သက်တဲ့သတင်းကောင်းတွေပါလာနိုင်တယ်လို့ကျွန်တော်ဒီလိုသုံးသပ်ပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်ဒီသတင်းကိုသုံးသပ်တာဖြစ်ပါတယ်